လေတဲ့ဒါတတ်တာရဲ့လက္ခဏာနံပါတ်1ပြီးပြီနော်တံပဒါဒနာလက္ခဏာညီမြချင်းစိတ်အစဉ်ကိုကြည်လင်သွားအောင်လှုပ်တော့အမှန်အတာရှိပါသည်အဲ့ဒီမှာမှဆက်ရှင်းနေစိတ်အစဉ်ဟာတတ်တာစေတသိက်ချက် ကြည်လင်သွားနိုင်တယ်တဲ့ရေလေးဟာကြည်နေတယ်လို့စိတ်အစဉ်ကလည်းကြည်သွားအောင်လုပ်တဲ့အမှန်သားရှိပါတယ်ဒါရှင်းပြတာဆရာတော်နောက်လက္ခဏာတစ်ချက်ကို ပြောပါတဲ့နောက်လက္ခဏာတစ်ချက်ကတော့တဲ့နော်နောက်လက္ခဏာတစ်ချက်ကတံပက္ခန္ဒနာလက္ခဏာတဲ့နော်တံပက္ခန္ဒနာပက္ခန္ဒနာစလုံးပေါင်းနေဖတ်တတ်တယ်နော်တံ 不看着呢，看着的那，看着那，你没有让我家里录。那但不看着呢，爷爷我送片多有你的，买大西巴的。不看着那说，爷爷我送片那，大家都给看你多为收音的，培养嘛，培养我培养呗，别着嘞。这样这样呗，培养我培养我不蛮别着，哎，大家。 အဲ့ဒီတတ်တာဖြစ်နေတာတခါဘူးမှအဲ့ဒီလိုထူးကဲတဲ့ယုံကြည်ကြည်ညိုမှု မရှိနိုင်တဲ့အတွက်အဲ့ဒီလိုတတ်တာကိုအဒီမောက်ခလို့သုံးတယ်။ဆုံးဖြတ်တယ်ကျမတို့ဝိပဿနာဉာဏ်ဉာဏ်နဲ့တက်တဲ့အချိန်မှာလေဝိပဿနာဘေးရန်အများဆိုဝိပဿနာရဲ့အန္တရာယ်စေချက်ဆိုတာဝိအဘိဓမ္မာသင်ထားတဲ့သူတွေသိလိမ့်မယ်။ဩဘာတာပီတိပတ္တိအဒီမောက္ခပက္ခဟ ဒုက္ခညာနာဥပဌာနာဥပိ္ခာနိကန်တိဆိုတဲ့ထဲမှာအဲ့ဒီမှာအဒီမောက္ခဆိုအင်မတန်ခိုင်မြဲသောတတ္ထာတရားဖြစ်လာတယ်။ဉာဏ်နေရှင်းလာပြီဆိုရင်ဖယားမှလွဲ၍တရားမှလွဲ၍အဲ့ဒါသောတပန်တယောက်ဆိုရင်ဖယားတရားတန်ခါမှလွဲ၍တခြားကိုမကိုးခွေတော့ဘူး။နော်ကျမတို့အဲ့ဒီမှာ ကျမတို့ဟိုမှာရတနာတော့မှသင်ရတယ်မှလားတဟာဝတ္တဒတနာတံပဒာယာတရတုဓမ္မာစေတာဘွန်တိတက္ကာယတိတိဝစီကိစီတင်းစာတိလပဒံဝါပိเนาะအဲ့ဒီမှာနောက်တစ်ခါဘယ်မှာလဲဟိုစတုပ်ပြီးဟွာဒီဘာလဲအဘိဌာနလေရုပ်ရင်းကြမ်းတမ်းတဲ့တရားတွေမလုတော့ဘူးဆိုတာလေအဘိဌာန6ပါသင်ရတယ်မှလားအဲ့ဒီမှာဖျားမှတပါတရားမှတပါတန်ခါမှတပါတခြားတွေကိုမကိုးွယ်တော့ဘူး မရည်ညွှန်းတော့အဲ့ဒါဒီဘသူရဲ့အရေးချင်းလဲဆိုတော့တောရဗံရဲ့အရေးချင်းတော်ရဗံတယောက်ဒီဖရာတရားတန်ခါတခြားအောင်မကွေတော့အညတ္ထရုတ်ဒေတဆိုတဲ့အတိုင်းပဲဖရာတရားတန်ခါမှတပါဘသူကိုမှ မကိုးကြတော့အဲ့ဒါကြောင့်တကယ်စစ်မှန်သောနော်တတ္ထာတရားရှိဖရာကြောင်းဆောင်ပေါ်မှာဘာယုတ်ထုမှမရှိတော့ဖရာတရားတန်ခါလွဲလို့ဘာယုတ်ထုဘာဘာပုံ ဘာဘာညာဘာလက်ဖွဲ့ဘာညာမရှိတော့အဲ့တော့အဲ့ဒီလိုခံရတဲ့တတ်တာဖြစ်လာရဲရဲဝုံဝုံဖះကိုဖះလိုပဲဆုံးဖြတ်တယ်တခြားကိုမသွားတော့အဲ့ဒါကိုရဲရဲဝုံဝုံဆုံးဖြတ်တယ်ဆိုတော့တုပ္ပဗုဒ္ဓနုနာသေးကြီးနော်တုပ္ပဗုဒ္ဓနုနာသေးကြီးတောင်းလဲတောင်းစားရတယ်တွိုင်းလာရတောင်းစားရင်းနဲ့လူတွေရိုး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 နဲ့တွေ့တော့လှမ်းကြည့်လိုက်တော့ဖះရှင်တရားဟောနဲ့တွေ့တဲ့အခါမှာ ူကအော်ဖခင်တရားကိုနာရင်နာရင်နဲ့အနည်းနာကိုရပါပြီနာရင်နဲ့ပဲအဲ့ဒီမှာသူ့ရဲ့ဘဝအတိတ်ကကံအကုသိုလ်ကံတွေရဲ့ဘာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အကုသိုလ်ကံကြောင့်နုနာယောဂါဖြစ်တဲ့ဒါအကုသိုလ်ရဲ့အကျိုးပေးနော်ပြီးရင်တောင်းစားရတယ်မရှိဘူးပတ်စံမရှိဘူးတောင်းစားရသို့တော်လေကောင်းတဲ့ဉာဏ်လေးကိုပါရမီမြတ်ကိုဖြည့်ဆည်းခဲ့တဲ့အတွက်အဲ့ဒီမှာရင်သောတပတိမက်ဖို့ရသွားတယ် သူအင်မတန်ချမ်းသာပြီးတော့လာတဲ့အခါတရားမင်းကပြည့်တဲ့အချိန်မှာသုဒ္ဓဘုရားနူနာသေးစီသွားပြီးတော့အဲမင်းကိုငါအနာရောဂါလည်းပြောင်းလို့မယ်စိတ်ရွှေရတနာတွေအပြည့်ပါတယ်လှဲလေနော်လှဲရင်ကြီးလည်းပေးမယ်အဲ့တော့ရတနာလှဲရင်ကြီးတစ်ခုပေးမယ်အပြည့်ပဲအဲ့ဒါဆိုမင်းချမ်းလေချမ်းသာမယ်ဒါပေမဲ့မင်းကတရားရသူတာတို့ခေါ်တာသူအရှမ်းဝမ်းသာတာဟောဗုဒ္ဓတရားတော်အင်မတန်ထူးခြားတယ်ဆိုတရားကိုကြီးညိုချင် သူ့ရဲ့တတ်တာဘလောက်ခိုင်မဲဆိုတာကြားမင်းရနေပြီးတော့ငါအဲ့ဒီရလက်လာပါပေးတာပေါ့အဲ့လိုပေးမဲယောဂလည်းပျောက်သွားငါလုံးမဲမင်းချမ်းသာသွားမဲတောင်းလည်းမတောင်းစားဘူးအဲ့တော့ဘာလို့ ਆ မဆိုမင်းခုပြောသွားတယ်ဖះရှင်ဟောတဲ့တရားတွေကမဟုတ်ဘူးအမှားတွေကြီးပဲဖះဖះမဟုတ်ဘူးတရားမဟုတ်ဘူးလို့မင်းပြောရဲလားဆိုမင်းငါ့ကိုလာပြောနေနေငါပထောမှမပြောဘူးဒီဖះရဲ့တရားတိအင်မတန်မှန်နေငါကိုယ်တိုင်သိတယ်ဟုတ်ပြီနော်ကိုယ်တိုင်သိတယ်တန်ဋိဌိကကိုယ်တိုင်သိတယ် အဂါလိကချက်ချင်းကိုသိနေတာဟုတ်လားတန်ဋိဌိကောအဂါလိကောအေဟိပတိကောဩပနိကောတရားကုန်နေအကုန်လုံးသူမှရှိနေပြီအတွက်ကြောင့်သူရဲရဲတော်အဲ့ဒါပါလေတန်ပက်ခန္ဒနရဲရဲဝုံးဆုံးဖြတ်သွားရောက်နိုင်တဲ့လက္ခဏာဖြစ်ပါတယ်နားလည်ပြီနော်တတ္ထာယီလက္ခဏာနှစ်ချက်ရှိတယ်တန်ပတာဒနရှင်ဘောရှင်ဘက်တရားတွေကိုကြည်လင်စေတယ်တန်ပက်ခန္ဒနရဲရဲဝုံးဆုံးဖြတ် တွားရောက်နိုင်တဲ့လက္ခဏာရှိတယ်ကျက်ဖို့ရပြီနော်ကဲမှတ်မိအောင်ပြောပါလေကဲရဲဝုန်နဲ့ပြက်သားတဲ့ဖြက်ကူးနိုင်တယ်ဆိုတော့အမှန်သာရှိပါတယ်ဒါကြောင့်ပက္ခန္ဒနာဆရာတော်ဒီမှာလည်းရှင်းပါတယ်ပက္ခန္ဒနာဆိုတာအာယုတခုခုကို ဖရာတရားတန်ကအာယုတခုခုတွန်းဆုပ်ခြင်းမရှိဘဲဝင်ရောက်ပြီးလွတ်လွတ်ကျွတ်ကျွတ်ထိုးပဝင်ရောက်နိုင်တဲ့စွမ်းရည်ရှိပါစွမ်းရည်ရှိခြင်းဖြစ်တယ်ဒါကြောင့်တက်တာဟာ တန်ပတာဒနစိတ်ကိုကြည်လင်အောင်လုံနိုင်တယ်တန်ပက္ခန္ဒနစိတ်ကိုရဲရင်ပြတ်သားထုပေါက်သွားနိုင်လုံနိုင်တယ်လို့ဒီလိုဆိုလိုတယ်အဲ့ဒါပါလေတတ္တာရဲ့စွမ်းဆောင်မှုတဲ့ကဲလက္ခဏာနှစ်ခုလို့ပြောလဲဒါပဲတတ္တာတရားကြီးစွမ်းဆောင်မှုနှစ်ခုကိုဖော်ပြပါလို့မေးရင်လဲဒါပဲဖြစ်ရမယ်သာမွေမိကွန်းနားလေပြီနော်တတ္တာရဲ့တတ္တာလို့သိနိုင်ကြအောင်အမှန်အသာသို့မဟုတ် တတ္တာတရားကြီးစွမ်းဆောင်ချက်ပြောပြောပါဆိုနှစ်ချက်ဖြေရမယ်တံပတာဒနာရေတံပကန္တနာဖြစ်ပါတယ်ကျက်လို့ရပြီနော်ကဲတော်ပြီနောက်တစ်ခုကထပ်ပြီးတော့အဲ့ဒီဟာဒီတတ္တာရဲ့လက္ခဏာအကြောင်းပြောတဲ့အတွက်ဒါကိုထပ်ရှင်းပါမယ်တဲ့အဲကြောင့်နံပါတ်30ခုနကိုပြန်ရှင်းမယ်